Yes မင်္ဂလာပါဒီနေ့တော့ကတော့ကျွန်တော်က lesson 2ပေါ့နော်နောက်အကြောင်းလည်းပြောပြမှာတဖြစ်ပါတယ်အာနောက်ကနည်းနည်းတော့ short တယ်အာဘာလို့ဆိုတော့ကျွန်တော်တေချာလေးရှင်းပြမှာဖြစ်ပါတယ်ကျွန်တော် short ရှင်းလို့ပို short လာလည်းရှိပါတယ် Okay အာအခုကျွန်တော်ရဲ့ basic code DaVinci Color Grading basic code ကိုတပေါ်လာပြတာအာစတိုက်ကြည့်ချင်တယ်ဆိုကျွန်တော် YouTube channel ကို subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ Facebook page ကိုလည်း like and follow လုပ်ပေးကြဖို့ကျွန်တော် ပြောပြောပြောချင်ပါတယ်နောက်လည်းကျွန်တော်နေတိုင်းနေတိုင်းကျွန်တော်တင်တင်ပေးတော့မှာဖြစ်တဲ့အတွက် okay နော် okay ကျွန်တော်တပန်ကြီးတွေဝင်ကြရအောင်ဗျအဲ့တော့တပန်ကြီးတွေဝင်ပြီးရင်ကျွန်တော်တို့ရဲ့ဒါအာတပန်ကြီးရဲ့ color မှာ color space ပေါ့နော် color space မှာဆိုကျွန်တော်ဟိုးထိုက်မှာဆိုရင် clip ရှိမယ်ပြီးတော့ timeline ရှိမယ်အာ clip နဲ့ timeline ကဘာလိုမျိုးလို့ဆိုတော့အာ clip တော်တော်များများကကျွန်တော်တို့ clip မှာအလောက်လောက်တော့များတာပေါ့နော် clip မှာအလောက်လောက်တော့များတယ်အာ timeline မှာက clip ရဲ့ clip မှာလောက် အလောင်းအကုန်လုံးလုတ်ပြီးမှကျွန်တော်တိုင်းလိုက်မှာမူအန်တုံးနေပါလေလုတ်တာလည်းရှိတယ်။ဒါကြလေကျွန်တော်ဆိုတခါမှမလုတ်ပါဘူး။ဘာလို့ဆိုတော့အာကလစ်မှာပဲတော်တော်များများကျွန်တော်ချိန်ပါချိန်တာပေါ့နော်။ဒီကတိုင်းလိုက်မှာလုတ်ပြီးတော့ကျွန်တော်တော့ကျွန်တော်တော့ပေါ့နော်။ကျွန်တော်ပါစနယ်တော့ပေါ့ကျွန်တော်အရန်အန်တရေများတာပေါ့နော်။ကျွန်တော်တော့အရန်အန်တရေများကျွန်တော်မလုတ်တာများပါတယ်။ Okay ဒီကလစ်မှာဆိုရင်ကျွန်တော်ဟိုးချစ်ကဒီအစမ်းရောင်ကပါလဲဆိုတော့ကအဲ့ဒါက source တွေပေါ့။ဒီကဘာလို့ footage တွေ ဒါ footage နဲ့ join နဲ့ဟာ footage တွေ join တာ RGB နဲ့ပြီးတော့ဒီကနောက်က output ပေါ့နော် output display ပေါ့နော်ဒီကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုတော့ဒါလေးကိုကျွန်တော်ဒီဒီအမှဒီနှုတ်လေးကိုကျွန်တော် situation shot ကြည့်မှာပေါ့နော်မြင်တာဒီဒါ situation shot အရင်ဒါမှကျွန်တော်တို့ရဲ့ monitor မှာဒါမှတရားမှုမရှိဘူးပေါ့နော်ဒါလေး join line မှာ damn အာဒါလေးမှာသူကတရားမှုရှိပါတယ် okay ဟုတ် okay okay ဒီကျွန်တော်တို့ရဲ့နှုတ်မှာဆိုရင်ဘယ်နှမျိုးလောက်ရှိတယ်ဆိုတော့ဒီဒီနေ့နှုတ်မှာကျွန်တော်၅မျိုးကျွန်တော်အာရှင်းပြတော့မှာဖြစ်ပါတယ်ဆီယာနှုတ်ရဲ့အာဆီယာ before ရဲ့ဆီယာ parallel နှုတ်ရဲ့လေယာနှုတ်ရဲ့ outside နှုတ်ရဲ့၅မျိုးနဲ့ကျွန်တော်ဒီနေ့ရှင်းပြမှာဖြစ်ပါတယ်ဒီနှုတ်တွေပဲကျွန်တော်တို့အာ color grade အမိုက်စား color grade ဖန်တီးနေကြပါဖြစ်ပါတယ် okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ဆီယာနှုတ်ကြောင်းကျွန်တော်ရှင်းပြတော့မှာဖြစ်ပါတယ်ဆီယာနှုတ်ဆိုရင်တော့အာအတ္တိဆီယာကိုကျွန်တော်နှိုက်လိုက်မယ် ဒါနောက်တစ်ခုထပ်ပွားတာဇေယျနောက်ဆိုရင်နောက်တစ်ခုထပ်ပွားတာအာထပ်ပွားလာဆိုတော့ကအဲ့ဒါကျွန်တော် shortcut key ရှိတယ် shortcut key က option app ပါဗျ option app နှိုက်လိုက်ဆိုရင် number 3ဖြစ်ပါမယ်သူအကနောက်တစ်ခုကကျွန်တော်တို့အာဒီတိရဲ့အရှိအရှိကိုပေါ့နော်နောက်တစ်ခု number အနောက်ကို အနောက်ဘက်ကိုတစ်ခုထပ်ပွားခြင်းဆိုရင် shift app ပါ shift app ပါကြည့်ကြည့်ပါ control z ကိုနောက်ပြန်ဆက်တော့ပါ ship up ဒါကအနောက်ပြန်ဆောက်တာဖြစ်ပါတယ် okay အနောက်ပြန်ဆောက်ဖြစ်ပါတယ်အဲ့ဒါကျွန်တော်ဆွမ်းနာကအတိအာအတိနောက်မှာကျွန်တော်တို့ see ya before ထဲမှာကျွန်တော်ပါပြထားဖြစ်ပါတယ် bb ပါနော် okay bb ပါနော် okay အာဒါ see ya နောက်ကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီနေ့အာ see ya နောက်ဆိုတာကျွန်တော်တို့ရဲ့အာတစ်နှစ်၃ဆိုရင်တစ်မှာလောက်လောက်လောက်တဲ့မှတ်တမ်းတော့မှာအာတယောက်မှရှိပါတယ် ၃မှာ၂မှာထိရမှာတယ်ဗျာ၃မှာထိပါတယ်ဘာလို့ဆိုသူ့မှာအကောလုံး connected ဖြစ်ပါတယ်ဥပမာဆိုကျွန်တော်တို့ဒါ default ကိုကျွန်တော် situation shot လိုက်မှာပေါ့နော် situation shot ရအားလုံးအားလုံး note note တွေအားလုံး situation shot တော့မှာ shot တော့တာဖြစ်ပါတယ် shot တော့တာဖြစ်ပါတယ်ပေါ့နော် okay ဒီနောက်တစ်ခုကကျွန်တော်တို့အာအာဒီမှာဒီနံပါတ်1မှာကျွန်တော်တို့ရဲ့ကျွန်တော်တို့ဥမာပြောင်းလေးပါလောက်ထားရင်နံပါတ်1မှာလည်း အဝါရောင်လေးကျွန်တော်ပြန်ခေါ်လို့ရပါတယ်ဒီအဲ့ဒီမျိုးသူကသူ connection ရှိပါလားဒီမှာ exposure လဲကျွန်တော်တို့ပြန်ချိန်ခဲ့ရင်ဒီမှာဒီကျွန်တော်ဒီဘက်မှာ number 3မှာ exposure short ပြီးတော့ချိန်ခဲ့ရင်ကျွန်တော်တို့ number တိတ်မှာလဲ exposure ပြန်တင်လို့ရပါတယ်အဲ့ဒီမျိုးသူသူဟာနဲ့သူနဲ့ connected ဖြစ်နေတာပေါ့နော် connection ချိချိန်နေကျွန်တော်ဒီ CR နောက်မှာဆိုရင်ကျွန်တော်ဘာအတုံးများလဲဆိုတော့ကျွန်တော်တို့ရဲ့အာ primary adjustment ကျွန်တော်တောင်းတာများတာပေါ့နော် primary adjustment ဆိုရင်ဒီမှာပါကျွန်တော်တို့ primary adjustment ဆိုရင်ဘယ်လိုမျိုးကျွန်တော်လုပ်မလဲကျွန်တော်ဘယ်လိုမျိုးလုပ်တယ်ဆိုလို့ကျွန်တော်တို့ကဒီ၃လုံး၃ခုကျွန်တော်ခွဲမယ်ပထမအဆုံးလုပ်မှာဆိုရင်ကျွန်တော်ဘာတက်ဘာတက်လဲဆိုတော့ကျွန်တော်က exposure ပါနော် exp ပါနော် exp ဒါတော့ exposure ပြီးတော့နံပါတ်1မှာဆိုရင်ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ကျွန်တော်ကဒီနံပါတ်1 balance ပါနော် p a l balance oh sorry မြန်မာစာနဲ့ကွာ ီအဲဘယ်လန်ပြီးနံပါတ်3မှာဆိုရေဝေရှင်ဒါအကျန်းကျွန်တော်တို့ဒါက power grade ကျွန်တော်ထုတ်တယ်အဲ့လိုမျိုးထုတ်တာထုတ်တာပေါ့နော်ဒါနံပါတ်3မှာဆိုအယူရှာမမှန်ရကျွန်တော်အယူရှာညှိမယ်ပြီး color balance ညှိမယ် color balance ကိုကျွန်တော်တို့ဘာလို့ပြောဆို white balance ညှိတော့ကျွန်တော်ပြောချင်တာပေါ့နော်အော်အဖြူကိုအဖြူမှန်အောင်ညှိတာပြီးတော့ဒီလိုရှိရင်အတိုး short ကို short မလားတိုးမလားအဲ့လိုမျိုးကျွန်တော်ညှိတာဖြစ်ပါတယ်ဒီရဲ့ serial note မှာဆိုရင်ကျွန်တော် color ပါဒီဘာလို့ဆို adjustment လေးရကျွန်တော်သုံးများတာဖြစ်ပါတယ်။ Okay ဒီနောက်တစ်ခုကတော့ကျွန်တော်တို့ parallel note ပေါ့နော်။ parallel note က regularly နှိပ်ပြီးတော့ကျွန်တော် attend note မှာဆိုရင် parallel note ကျွန်တော် parallel note ပြီးတော့ကျွန်တော် control set နှိပ်ပြီးတော့ကျွန်တော်တို့ shortcut key ဆိုရင် option p parallel note ကတမျိုးဒီမှာဆိုဒီဟာ the same sub sub ပဲလဲမနှစ်ခုရှိတယ်ကွာ။ the same so the same output ဒီမှာဒီ output တူတူထောက်တူတူနှစ်ခုစလုံးထောက်ပြီးရင်ကျွန်တော်တို့ ပါရမစ်စာသူတို့ပြန်ပြီးတော့ miss လိုက်တာပေါ့နော်အဲ့မျိုးကျွန်တော်ဘယ်လိုသူအလောလောပုံကျွန်တော်ပြောပြမှာနော်အမှကျွန်တော်အပေါ်အပေါ်ကနေသူကအောက်ကနေလောက်လောက်တာပေါ့နော်အပေါ်အပေါ်မှာလောက်တဲ့မှတည်းများအောက်မှာလာပြီးတော့တာယောင်မှုမရှိပါဘူးအဲ့လိုမျိုးကြီးအမှကျွန်တော်တော့တာချင်းမှာကြာအာဆက်စွေးချက်ကျွန်တော်ချော့လိုက်မယ်ဗျာဒီအောက်မှာဘာမှမတက်ရမှုမရှိဘူးတာကြည့်ဟောတော့သူကသူနေနေအမှကျွန်တော်တို့အာပြန်ပြီးတော့အမှဆိုဒီအောက်မှာကျွန်တော်တို့အမှကျွန်တော်တို့ ကျွန်တော်ချင်းတရားပြန်တင်လိုက်ရင်သူ့ဟာသူ original တိုင်းပြန်ဖြစ်သွားတယ်အဲ့လိအဲ့လိုမျိုးပေါ့နော်ဒီ parallel နောက်ကသူကလောလောပုံကနောက်တစ်ခု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 နဲ့သူသူ့ဟာသူကလောလောတာပေါ့နော်ဒီနောက်မှာ number 1နောက်မှာဆိုနံပါတ်1တော့ပဲသူလောလောတယ်နံပါတ်2မှာဆိုနံပါတ်2ပဲနံပါတ်3မှာဆိုနံပါတ်3ပဲဟိုကကျွန်တော်ကကျွန်တော်တို့ဆီယာနောက်နဲ့တော့မတူညီဘူးဗျ parallel နောက်ကအဲ့လိုမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီဟာဒီနောက်တွေအာကျောင်းတွေကဒါ basic လောက်ကျွန်တော် ပြောပြနေတာပေါ့နော်ဒီက သူလောလောပုံစံနဲ့ကျွန်တော်ပြောပြနေတာဖြစ်ပါတယ်ဒီတကယ်တမ်းလောလောမှဒီနှုတ်ကြောင့်တခြားတိမှာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဘာလို့ဆိုတော့အာ outside note ပေါ့လေပေါ့နော် outside note outside note ကြောင့်ပေါ့ကျွန်တော် outside note ဆိုရင် ကျွန်တော်တို့ရဲ့ဒီ window တွေကိုဝင်ပြီးတော့ဒါကျွန်တော်တို့ miss okay ကျွန်တော်တို့ right right click မှနေပဲနဲ့ကျွန်တော် option o ပေါ့နော် option o ရိုက်ကလေးနဲ့အတက်နောက်မှာဆိုရင်ဒီမှာအတက် as အတက် outside ဆိုရှိတယ် outside ကဘယ်လိုမျိုးဆိုတော့ဒီမှာလော်လော်လေးပါဒီမှာနံပါတ်ဒီမှာသူသူ့ဟာသူဒီအောက်မှာအပြာရောင်လေးသူကချိတ်ထားတာပေါ့နော်နံပါတ်2မှာဆိုဒီမှာ outside outside မှာသူဒီမှာအတိုးလျှော့လောက်လို့ရတာပေါ့နော်ကျွန်တော် color လည်းကျွန်တော်ပြန်ပြောင်းလို့ရတယ်လို့ဒီမှာဆိုရင်ကျွန်တော်တို့ exposure လည်းပြန်ချိန်လို့ရပါတယ်ပြန်ချိန်လို့ရတာပေါ့နော်ဒီ outside ဒီက object ကိုကျွန်တော်ကျွန်တော်ကျွန်တော်ဆက်လက်မှတ်ထားတာပေါ့နော်ဒါ object ကိုကျွန်တော်ကျွန်တော်ဆက်လက်မှတ်ထားပါတယ်ဒီက object ကနေကျွန်တော်ပြန်ထုတ်လိုက်ဖြစ်ပါတယ်ပေါ့နော်ဒီဒါက photoshop မှာလည်းကျွန်တော်တော်တော်များများကျွန်တော်တုံးနေကြရတယ် lightroom မှာလည်းကျွန်တော်တုံးနေကြတယ် photo မှာကျွန်တော်တော်များတုံးနေကြတာပေါ့နော်ဒီမှာဆိုရအရန်လွယ်တယ်ဒါလေးက outside note ဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ပြောပြမယ့်ဟာကတော့ကျွန်တော်တို့က layer note ပေါ့နော် layer note က option အဲပေါ့နော် option အဲမှာ ကျွန်တော်တို့ဒါကလေရနောက် right right click နှိုက်ပြီးတော့ကျွန်တော်အတင်းနောက်မှာဆိုရင်လေရနောက်ကျွန်တော်ခွဲလို့ရပါတယ်ကြည့်လိုက်ရင်ကကျွန်တော် miss parallel နောက်နဲ့တူတာပေါ့နော်သူရလေရ mixer တွေကပုံစံတွေပေါ့နော်ဒါပေမဲ့လုံးဝမတူပါဘူးဒီဟာလေရနောက်ကကြည့်လိုက်ရင်ရှင်းတယ်လို့နဲ့ရှုပ်ပါတယ်ဥပမာဆိုကျွန်တော်တို့ဒီဟာအာဒီနံပါတ်1မှာနံပါတ်1မှာကျွန်တော်တို့အပြာပြောင်းလိုက်ရင်သူဘာမှလုံးမလုံးဒီလားကျွန်တော်ဥပမာဆိုနံပါတ်1မှာအဝါပြင်းတော့ပြောင်းလိုက်မယ်အဲ့ဒါမှသူကအဝါပြောင်းသွားတယ် why why not အဲ့လိုမျိုးတော့သူကလေသူ့ရဲ့ layer mixer ကတမျိုးပေါ့နော်အဒီအပြာပေါ်ချင်ရင်ဒီကျွန်တော်တို့ကကျွန်တော်တို့က window ကနေကျွန်တော်တို့ tra အာဒီအာ tracker ယူပြီးတော့အမပြီးတော့မှဒီအမသူ့ရဲ့သူကလောလောပုံတွေ့ရမှာလားအထဲကိုဒီကဒီအပေါ်အပေါ်ကဟာကအပြင်ဒီကအထဲကျွန်တော်ကြည့်ရကျွန်တော်ကျွန်တော်ရှုပ်တော့ဗောနော်ခုကျွန်တော် reset reset လုပ်လိုက်မယ် သူကလောက်လောက်ပေါ့ဘယ်လိုမျိုးလဲဒီကဒီက RGB ရဲ့မြားလေးကဒီ output ပြန်ထုတ်လို့ output ပြန်ထုတ်တာပေါ့နော်ဒီက background လို့ပြောရမှာတယ်နံပါတ်1မှာဆိုရင်နံပါတ်1နဲ့မချိုက်ပဲနဲ့ကျွန်တော်နံပါတ်1နဲ့နံပါတ်2ရဲ့နှုတ်နဲ့မချိုက်ပဲတော့ကျွန်တော်ဖြောက်လိုက်မယ်နံပါတ်1ဟာကိုကျွန်တော်နံပါတ်1 RGB နဲ့ချိုက်လိုက်မယ်နံပါတ်1ရဲ့ဟာကိုနံပါတ်1နှုတ်ကိုကျွန်တော်နံပါတ်2 RGB နဲ့ချိုက်လိုက်မယ်အဲ့ဒါဆိုကျွန်တော်တို့ဒီကအာပုံမှန်ကျွန်တော်အာဒါမှအပြား အပြားကြောင့်သူသူပြာသွားပြီကျွန်တော်ဒါအဝါဒါကျွန်တော်တို့အဝါပေါ်ခြင်းရယ်အဝါပေါ်ခြင်းဒီဒီဒါဒါအဝါဒါဝါ background ပေါ့နော်အပြားကျွန်တော်ကျွန်တော်ရဲ့အပြားကဒါက subject အဲ့လိုအဲ့လိုကျွန်တော်တို့ပြန်ပြီးတော့လဲလာကျွန်တော်တို့မြန်တယ်ကျွန်တော်မြန်တွေ့တာပါလားကျွန်တော်မြင်နေရဟောတော့ဒါကကျွန်တော်တို့ပါလောက်ခြင်းနဲ့အကောင်လုံးလုပ်လို့ရတာပြတ် animation လုပ်ခြင်းနဲ့ပါညာတော့ကျွန်တော်တို့အကောင်လုံးလုပ်လို့ရတယ် okay အမှဆိုကျွန်တော်တို့ဒီဟာ ကလာချိုင်မယ်ကျွန်တော်ကကျွန်တော်ကဟိုပါလေ team am orange ချိန်မှာပေါ့နော်ဒါကျွန်တော် right click နှိပ်ပြီးတော့တော်ကအာဒီ skin tone ကိုနှိပ်ပြီးတော့ခဏလေးပေါ့ skin tone ကျွန်တော်နှိပ်လိုက်မယ် teacher တော့ကျွန်တော်မလုပ်တော့ဘူးပေါ့နော် teacher okay the skin tone ကျွန်တော်ကနည်းနည်းဝါလိုက်မယ်ဗျာနည်းနည်းဝါလိုက်မယ် ရလဲကျွန်တော်နည်းနည်းပြလိုက်မယ်။ဟုတ် team am orange look ရတာပေါ့နော်။ဒါ layer mesh နဲ့လောက် layer mesh နဲ့လောက်ပါလောက်ထားတာဖြစ်ပါတယ်။ Okay အာဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်။ဒါ note အကြောင်းလေးနားမလည်လာရှိရင်လဲကျွန်တော်ရဲ့အာ YouTube channel က command နဲ့မှကျွန်တော်တို့ဝင်ရောက်လာမေးလို့ရတာပေါ့နော်။ကျွန်တော်ရဲ့ page ကိုလည်း page messenger မှာလည်းလာမေးလို့ရပါတယ်။ Okay အာကျွန်တော်ဒီ course ကိုတဘောကြအခု အခု note အကြောင်းနဲ့တဘောကြခဲ့လို့ရှိရင်ကျွန်တော် YouTube channel ကို subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ page ကိုလည်း like and follow လုပ်ပေးကြပါပြီးတော့ default tick ကိုလိုချင်ရပါတော့ကျွန်တော်ရဲ့ Telegram channel ရှိပါတယ်အဲ့ Telegram channel မှာကျွန်တော် default tick ကို Google Drive နဲ့ကျွန်တော်တင်ထားတာရှိပါတယ်ကျွန်တော် Telegram channel ကို subscribe လုပ်ပြီးတော့တွားရောက် download ဆွဲလို့ရပါတယ်အားလုံးပဲကံကောင်းခြင်းများဆောင်နေပါကြပါစေ bye bye